ဒီနေ့မျှဝေခြင်းတဲ့အကြောင်းအရာကတော့မြန်မာနိုင်ငံဘက်ဆုံဖွံ့ဖြိုးတိုးတက်ဖို့နဲ့ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော်တည်ဆောက်နိုင်ဖို့အတွက်ဆိုရင်အဂတိလိုက်စားမှုကိုတတ်နိုင်သမျှအနည်းဆုံးဖြစ်အောင်နဲ့ပပြအောင်လုပ်ဖို့လိုတယ်ဆိုရတဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တချို့ကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်အနေနဲ့အဂတိလိုက်စားမှုတိုက်ဖြည့်ရေးဥပဒေနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောပြချင်ပါတယ်။အဂတိလိုက်စားမှုတိုက်ဖြည့်ရေးဥပဒေကိုပြည်ထောင်စုလွှတ်တော်ဥပဒေအမတ် 23အရာ2023ခုနှစ်ဩဂုတ်လ9ရက်နေ့မှာအတီးပြုတ်ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်ဒီဥပဒေကို23ရက်9လ2014မှာပထမအကြိမ်ပြင်ဆင်ခဲ့ပြီးတော့29ရက်9လ2016နဲ့31ရက်9လ2019မှာဒုတိယအကြိမ်နဲ့တတိယအကြိမ်ပြင်ဆင်ခဲ့တယ်27ရက်6လ2018မှာတော့စရုပ်ဒအကြိမ်ပြင်ဆင်တဲ့ဥပဒေအမှတ်20မြင်းဆောင် 2018အဖြစ်နဲ့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံကို2012ခုနှစ်ဒီဇင်ဘာလ20ရက်နေ့မှာကုလသမဂ္ဂအာဂရိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်2003 United Nation Convention Against Corruption 2003မှာ165နိုင်ငံမြောက်အခွင့်အဝင်နိုင်ငံအဖြစ်နဲ့အတည်ပြုခံခဲ့ရပြီးတော့အာဂရိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းတွေမှာနိုင်ငံတကာအာဂရိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်တာတွေ တရင်အချက်လက်တွေဖလှယ်တာတွေကို ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့အာဂရိလိုက်စားမှုတိုက်ဖြတ်ရေးဥပဒေကို2013ခုနှစ်ဩဂုတ်လ9ရက်နေ့မှာ နိုင်ငံတော်သမ္မတကအတီးပြုတ်လက်မှတ်ရေးထိုးခဲ့ပြီးတော့2013ခုနှစ်စက်တင်ဘာလ18ရက်နေ့မှာ အခန်း17ခန်းနဲ့ပုံမှန်ပေါင်း83ခုပါဝင်ပြီးတော့အာဏာတည်ခဲ့တာဖြစ်ပါအဲ့တော့အာဂရိလိုက်စားမှုတိုက်ဖြတ်ရေးဆိုတာကလူတွေရဲ့ကိုကျင့်သိက္ခာ ဖောက်ဖျက်မှုတွေကိုဥပဒေနဲ့အညီတက်မဲ့ပေးတာပဲဖြစ်ပါတယ်။ဒါ့အပြင်ကမ္ဘာတဝန်းအခရီးလိုက်စားမှုတွေကိုစုံစမ်းအကဲဖြတ်တဲ့ Transparency International အဖွဲ့ကြီးရဲ့2024ခုနှစ်အကျင့်ပြည့်ခြားစားမှုအညွှန်းကိန်းမှာဆိုရင်မြန်မာနိုင်ငံအဆင့်168မှာရှိနေတာဆိုပြီးတော့ဖော်ပြထားတယ်။လောလောဆယ်နိုင်ငံပေါင်း190နိုင်ငံရှိတဲ့အထက်မှာမြန်မာက168နေရာကို ရောက်ရှိနေတာဖြစ်တဲ့အပြင်ဒီမြောက်ကိုရီးယား လီဗျာယီမင်ဆီးရီးယားဒီဆိုမာလီယာနဲ့တောင်ဆူဒန်နိုင်ငံတွေကအာဂရိလိုက်စားမှုအများဆုံးနိုင်ငံတွေဖြစ်တယ်ဆိုပြီးတော့လေပေါ်ပြထားသေးတာဖြစ်ပါတယ်ဆိုတော့မြန်မာနိုင်ငံမှာပြီးခဲ့တဲ့2021ခုနှစ်ကနေဖြစ်လာခဲ့တဲ့နိုင်ငံရေးပြည်ပခန့်တွေနဲ့မတည်ငြိမ်မှုတွေရဲ့အဓိကအကြောင်းရင်းမှာလေအာဂရိကြောင့်ဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်လက်ရှိမှာမြန်မာနိုင်ငံအနေနဲ့အာဂရိလိုက်စားမှုတွေကြောင့်နိုင်ငံတော်ပိုင်ပစ္စည်းတွေလူအဖွဲ့အစည်းတွေနဲ့ နိုင်ငံသားတွေရဲ့အခွင့်အရေးတွေအကျိုးစီးပွားကို ထိခိုက်မှုမရှိစေရေးနဲ့ဒီအဂတိလိုက်စားမှုကျူးလွန်သူတွေကိုခိရောက်စွာအရေးယူနိုင်ရေးအတွက်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအသိပညာပေးရေးစုံစမ်းစစ်ဆေးရေးဆိုတဲ့လုပ်ငန်းတွေကိုဥပဒေနဲ့အညီဆောင်ရွက်လျက်ရှိနေတာဖြစ်ပါတယ်။ကော်မရှင်အနေနဲ့လည်းအဂတိလိုက်စားမှုတွေကိုဥပဒေနဲ့အညီစစ်ဆေးဖော်ထုတ်အရေးယူဆောင်ရွက်နေကြတာဖြစ်ပြီးတော့2014ခုနှစ်ကနေ2025ခုနှစ်နိုဝင်ဘာလအထိ မြန်မာငွေကျပ်36.69ဘီလီယံကျော်နဲ့အမေရိကန်ဒေါ်လာ၄သန်းကျော်ကိုနိုင်ငံတော်ဘဏ္ဍာအဖြစ်ပြန်လည်သိမ်းဆည်းပေးသွင်းနိုင်ခဲ့တာဖြစ်တဲ့အပြင်နိုင်ငံဘဏ္ဍာဆုံးရှုံးမှုမရှိစေကာကွယ်ပေးမှုအနေနဲ့မြန်မာငွေကျပ်215ဘီလီယံကျော်နဲ့ယူရို3သန်းကျော်ရှိခဲ့တယ်လို့လည်းသိရတယ်။ဒါအပြင်မြန်မာနိုင်ငံအနေနဲ့အာဂရိလိုက်စားမှုတိုက်ဖျက်ရေးဖြောင့်မတ်တည်ကြည်မှုရှိရေးပွင့်လင်းမြင်သာရေးနဲ့ တာဝန်ခံမှုရှိရေးတို့အတွက်အာဂရိတိုက်ဖြတ်ရေးမဟာဗျူဟာစီမံချက်2020-2025ကိုအကောင့်ထဲပေါ်ဆောင်ရွက်နေစေဖြစ်တဲ့အပြင်အဲ့ဒီစီမံချက်ကို2026ကနေ2030ကာလအထိတက်တန်းတိုးဆောင်ရွက်တော့မှာဖြစ်တယ်လို့လည်းသိရတယ်။အချုပ်အနေနဲ့ပြောရရင်အာဂရိလက်စားမှုဆိုတာကပလိုက်ချင်းတွေဥပဒေနဲ့စန့်ကျင်တဲ့ပြစ်မှုတွေကိုကျူးလွန်တာတွေဖြစ်ပြီးတော့တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေကိုပါ ထိခိုက်စေနိုင်တဲ့ရာဇဝမှုတစ်ခုဖြစ်ပါတယ်။စင်းချမ်းသာကွာမှုနဲ့အတူကမ္ဘာနိုင်ငံတွေအတွက်ရင်ဆိုင်ကြုံတွေ့နေရတဲ့ဇိမ်ခေါ်မှုတွေက မတူညီနိုင်ကြတော့လဲဒီအဂရိလိုက်စားမှုရဲ့ဆိုးကျိုးတက်ရောက်မှုတွေကိုနိုင်ငံတိုင်းကရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။အဂရိဆိုတဲ့အရာကငွေကြေးတစ်ခုတည်းကိုဆိုလိုတာမဟုတ်တဲ့အတွက်နိုင်ငံရဲ့အပြောင်းအလဲတနည်းအားဖြင့်ရွေးကောက်ပွဲနဲ့လဲဒစိတပိုင်းဆက်ဆက်နေတယ်လို့ပြောလို့ရတယ်။ဒါကြောင့်မလို့ ရွေးကောက်ပွဲမှာပါဝင်ကြမဲ့လွတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ကာယစွမ်းအားညာနာစွမ်းအားရှိရမယ်အပြင်အကျင့်စာရိတ္တကောင်းမွန်ဖို့လည်းလိုအပ်ပါတယ်ပြီးခဲ့တဲ့အစိုးရလက်ထက်ကဒီအခရီးလိုက်စားမှုတွေကြောင့်နိုင်ငံရဲ့စီးပွားရေးလူမှုရေးတွေအပြင်နိုင်ငံရေးမှာပါကမောက်ကမဖြစ်ခဲ့ပြီးဖြစ်တဲ့အတွက်လာမယ့်ရွေးကောက်ပွဲမှာပါဝင်လာကြမဲ့လွတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့အကျင့်စာရိတ္တကောင်းမွန်ပြီးတော့ အဂရိကင်းရှင်းဖို့အထူးလိုအပ်လိမ့်မယ်လို့ကျွန်တော်အနေနဲ့တုံးတက်မိတယ်။နောက်ပြီးတော့အဂရိလိုက်စားမှုကိုထိထိရောက်ရောက်တိုက်ဖြတ်အကောင့်ထဲပေါ်နိုင်မယ်ဆိုရင် transparency လို့ခေါ်တဲ့ဒီပွင့်လင်းမြင်သာမှုတွေတိုးတက်လာမယ်။ပွင့်လင်းမြင်သာမှုတွေတိုးတက်လာပြီဆိုရင်စန့်ကျင်ဘက်အမြင်တွေညော့လာမယ်။မီဒီယာလွတ်လပ်ခွင့်တွေတိုးတက်လာမှာဖြစ်တဲ့အပြင်အစိုးရအပေါ်မှာပြည်သူတွေရဲ့အမြင်ထောက်ခံအားပေးမှုနဲ့ ဒီယုံကြည်မှုတွေလည်းပို့ပြီးတော့တိုးတက်လာမှာဖြစ်ပါတယ်။ဒါအပြင်အပြည်ပြည်ဆိုင်ရာအာဂရိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ဖို့ ASEAN Youth at Holy Integrity Reading a Correction Free Future ဆိုတဲ့ဆောင်ဖို့အတိုင်းတိတိကျကျအကောင့်ထဲပေါ်နိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။